ဆောက်စုတက်ထိန်းချုပ်ထားတဲ့မန္တလေးတိုင်းမိုးကုံးမြို့နယ်အနောက်ပိုင်းကဘောလုံးကြီးရွာနဲ့ဘောလုံးလေးရွာဘက်ကဆောက်စုစကန်တစ်ခုကိုဒီဇင်ဘာ3ရက်မှာမိုးကုတ်တော်လန်ရေးတပောင်းစုတွေကတင်ပိုက်ထားပြီလို့စီးရဲတဲ့မြစ်ကအမှတ်ပြုကိုပြောပါရယ်။နိုဝင်ဘာ29ရက်ညပိုင်းမှာထောင်ထဲချတဲ့ဆောက်စုတက်တွေဟာမိုးကုံးမြို့တွေကိုဝင်ရောက်လာပြီးတဲ့နောက်နိုဝင်ဘာ30ရက်ကစပြီးဒီဇင်ဘာ4ရက်နေ့ထိတော်လန်ရေးတပ်ဖွဲ့ရင်းနဲ့ဆောက်စုကြားတိုက်ပွဲတွေမြို့အစုံဘက်မှာဆက်လက်ဖြစ်ပွားနေတာပဲဖြစ်ပါရယ်။ တိုက်ပွဲအတွင်းပြက်ကတ်ခဲ့တဲ့လက်နက်ကြီးကြီးတစ်လုံးဘောလုံးလေးရွာဘက်ကိုကြားရောက်ပောက်ခွဲခဲ့တာကြောင့်ဒေသခံအမျိုးသမီးတဦးနဲ့အမျိုးသားတဦးတို့ထိမှန်ဒဏ်ရာရှိခဲ့ပြီးပြင်ဦးလွင်စေယုံကိုပို့ဆောင်ထားတယ်လို့သူကဆိုပါတယ်။လက်ရှိမှာတော့စိုးစုတက်တွေကိုမိုးကုတ်မြူဟာတက်ဖွဲ့အပြင်အမျိုးသားညီအစိုးရ UNG လောက်ခံကကွယ်ရေးတက်ဖွဲ့တွေပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA စတဲ့တော်လှန်ရေးတပ်ဖွဲ့တွေကပူးပေါင်းတိုက်ခိုက်နေရပဲဖြစ်ပါတယ်။မိုးကုတ်မြို့ကိုစိုးစုတက်ကပြန်လည်ထိန်းချုပ်ထားတာကြောင့် ပြည်သူအများစုဟာတိုက်ပွဲလူကင်းရဒေသတွေကိုထွက်ပြေးတိမ်းရှောင်နေတာကြောင့်မြို့ပေါ်မှာလူသွားလူလာမရှိဘဲတိတ်ဆိတ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။ဆေအိုစုတွေကမိုးကုတ်မြို့တွေကိုဝင်ရောက်ပြီးနောက်ဆေးရုံ၊ကြောင်ကျိ၊ဘိုပိန်းကျန်တို့မှာတင်ကားနှစ်စီးနဲ့တွတ်ဆဲထားသလိုဟောင်ဝင်စာလက်နက်ကြီးတွေတက်ဆင်နေပြီးဒေါ်နန်းကြီးတောင်ရဲစကန်နဲ့မြို့ဦးလင်တို့မှာလည်းအင်အားအလုံးရင်းနဲ့တက်ဆဲထားတယ်လို့ဒေသခံသတင်းမြစ်တီကပြောပါတယ်။